င်္ဂလာပါရှင်2025ခုနှစ်မတ်လ21ရက်နေ့ရဲ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်။ကျွန်မစူစီပါ။အင်းတော်ကိုစစ်ကူလာတဲ့အင်အား150ပါးစစ်တပ်ပူပေါင်းစစ်ကြောင်းကိုတိုက်ခိုက်မှုမှာစစ်ကောင်စီဘက်မှအရာရှိနဲ့စစ်သား33ဦးသေဆုံးပြီး32ဦးအရှင်ဖမ်းမိကလက်နက်54လက်သိရှိရရှိခဲ့ပါတယ်။ဖားကန်နမော်မှာနှုံကန်ပေါက်ကြသွားပါတယ်။ ချက်ဝဲမြို့နယ်မှာဈေးဝယ်ထွက်လာတဲ့စစ်ကောင်စီတပ်သားတွေပြစ်ခတ်ခံရပြီး၃ဦးသေဆုံးခဲ့ပါတယ်။စစ်မှုထမ်းဆင့်ခေါ်ရေးမှာငွေကြေးမတမာမှုတွေရှိနေကြောင်းဒုစစ်ကောင်ဆောင်ဝန်ခံလိုက်ပါတယ်။ကြောက်ကြီးကြိုက်ထုံနယ်ကလေးမြို့နယ်တို့မှာစစ်တပ်ရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့်ပြည်သူ၂ဦးဒဏ်ရာရရှိပြီးနေအိမ်တွေပျက်စီးသွားပါတယ်။ကဏီမှာတက်အပြောင်းအလဲလုပ်ဖို့လာတဲ့စစ်တပ်ရဟတ်ရင်ကို drone နဲ့တိုက်ခိုက်ခဲ့ရာ ်လူမတင်နိုင်ပဲပြန်မောင်းပြေးခဲ့တယ်လို့ဆိုပါတယ်ဒီသတင်းတွေနဲ့အတူဒီကလေးနှစ်လက်ခင်းရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးသွားမှာပါရှင်ပထမဆုံးသတင်းဒီပုံအနေနဲ့စကိုင်းတိုင်းအင်းတော်မျိုးကိုစစ်ကူလာတဲ့စစ်တပ်ပူးပေါင်းစစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်ရှုံးကောင်စီဘက်မှအရာရှိနဲ့စစ်သား33ဦးသေဆုံးပြီး30ဦးကိုအရှင်ဖမ်းမိကလက်နဲ့54လက်တင်းစီရရှိသောအမှတ်1စစ်ဒေသကသတင်းထုတ်ပြန်ချပါရယ် မတ်လ15ရက်နေ့စကိုင်းတိုင်းအင်းတော်မြို့နယ်အစကတာမြို့နယ်ပင်လွတ်ရွာအနီးပဒောင်ကြီးပဒောင်လေးတောင်မှာကတာမြို့ခမရ309မှထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။အဲ့ဒီစစ်ကြောင်းမှာဘုံဝလက်ချက်ဦးစီပြီးခမရ106ခမရ309ခလာရ6တိုးပူပေါင်းထားတဲ့အင်အား150ခန်းပါတဲ့စစ်ကြောင်းဖြစ်တယ်လို့လည်းသိရှိရပါတယ်။ စစ်ကောင်စီတပ်ရဲ့ပူးပေါင်းစစ်ကြောင်းကို KIA KBDF ကတာမြို့ခရိုင်တရင်တမိုတာတိုက်နဲ့ပကဖနဲ့ကတာမြို့နဲ့ပကဖပူးပေါင်းအဖွဲ့တို့ကတိုက်ခိုက်ခဲ့ရာစစ်ရှုံးကောင်စီဘက်မှ33ဦးသေဆုံးပြီး10ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာပါကြပြင်းစစ်တုံးမှအဖြစ်စစ်သား30ဦးကိုဖမ်းဆီးရမိခဲ့ပြီးတလိုင်းရဲဘော်2ဦးကြာဆုံးခဲ့ကြောင်းလည်းသိရှိရပါတယ်ရှင်။ စစ်ရှုံးကောင်စီတပ်ဖွဲ့မှလက်နက်54လက်သေးစီရရှိရာမှာအမေ1 26မေ26လက်အမေ3 12လက်အမေ4 3လက်အမေ11တလက်အမေ15တလက် anti drone gun တလက်အမေ10ဘုံးဒီ38လုံးအမေ G 8000တောက်အမေ15 G 2000တောက်60မမဘုံး18လုံး GA 113ခုကျော်ဘူးဂျမာတစ်ခု စက်သွေးစက်တလုံးအထိုင်ဖုန်းတလုံးကြီးကအိုးထုပ်စက်နှလုံးသိစရမိကြောင်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကချင်ပြည်နယ်ဖားကန့်မြို့နတ်မော်ကျေးရွာမှာဒီမနက်၈နာရီဝန်းကျင်နှုန်ကန်ပေါက်ကြပြီးလမ်းမပေါ်နှုန်ရှံကျလာတာကြောင့်လမ်းတွေသွားလို့မရပဲပိတ်မိနေတာကိုဗီဒီယိုဖိုင်မှတ်တမ်းနဲ့တကွသိရှိရပါတယ်ရှင်။

ညောက်မှာဟေးကိုချောက်မတော်ကောင်းနော်ကျော်မှာကျော်မှာခဏငါဆိုင်တော့မရှိတော့ပါဘူးနော်ဟိုးအေးနောက်နောက်တော့ကျောင်းလေးကရောက်ပြီနာထသတင်းတပုံအနေနဲ့တနင်္သာရီတိုင်းတဝယ်မြို့နယ်မှာဈေးဝယ်ထွက်လာတဲ့စစ်ရှုံးကောင်စီတပ်သားတွေကိုမတ်လ18ရက်နေ့မနက်၈နာရီခန့်ကပစ်ခတ်ခဲ့ရာစစ်ရှုံးကောင်စီတပ်သား၃ဦးသေဆုံးခဲ့တယ်လို့ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF ကမနေ့ကသတင်းထုတ်ပြန်ထားပါတယ် ကျဝဲမျိုးနဲ့ဖျားမဲစစ်ကောင်စီစစ်စီရေးဂိတ်အနီးကကျဝဲနီးပညာတက်ကတော်မှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဈေးဝယ်ထွက်လာချိန်မှာလမ်းခုလက်မှာစီးနင်းပစ်ခတ်ခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တက်ခတ်မှုအတွင်းစစ်ရှုံးကောင်စီတပ်သား၃ဦးသေဆုံးပြီး G3 နဲ့လည်း G4 တက်လက်နဲ့ဆက်ဆက်ပစ္စည်းတွေတင်းစီရရှိခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုကျဝဲအမျိုးသားလွတ်မြောက်ရေးတပ်မတော် DNL ရဲ့ ဒူရကစစ်ကြောင်းဦးဆောင်မှုနဲ့ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ချက်အရသိရပါတယ်။တနင်္ဂနွေအတိုင်းအကြနဲ့စစ်ရေးကိုအရှိန်အဟုန်မြေလှုပ်ဆောင်နေတာကြောင့်ပြည်သူတွေအနေနဲ့စစ်ရေးကို အထူးသတိပြုသွားလာကြရန်သတိပေးချပြီးတော်လန်ရေးစစ်ရေးအရှိန်အဟုန်မြင့်လာတာနဲ့အမျှပြည်သူ့ဘက်ရက်ကြီလိုတဲ့စစ်ကောင်စီလက်အောက်ခံစစ်သားနဲ့ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့လည်းပြည်သူရင်ခွင်ခေလုံကအမြန်ဆုံးပူးပေါင်းကြဖို့တိုက်တွန်းထားပါတယ်ရှင်။ နောက်ထပ်သတင်းတပုံးအနေနဲ့စစ်ကောင်စီရဲ့ပြည်သူစစ်မှုထမ်းစင့်ခေါ်ရေးအဖွဲ့တချို့ဟာဥပဒေအတိုင်းမလုပ်ဘဲငွေကြေးမတမာမှုတွေရှိနေတဲ့အတွက်စုဆောင်းခံရတဲ့စစ်မှုထမ်းတပ်သားတွေဟာအခက်အခဲအကြက်အတဲတွေကြုံနေရတယ်လို့စစ်ရှုံးကောင်စီဒီယိုကရာဆိုဝင်းကမတ်လ20ရက်နေ့မှာပြောထားပါတယ်။ရှမ်းပြည်နယ်ကလောမျိုးကတပ်မိသားစုဝင်တွေနဲ့တွေ့ဆုံချင်းပြောဆိုခဲ့တာဖြစ်ပြီးစစ်မှုထမ်းစင့်ခေါ်ရေးအဖွဲ့တချို့ရဲ့ငွေကြေးမတမာမှုကြောင့်ဖြစ်လာတဲ့ပြဿနာတွေကိုနေ့စဉ်နဲ့အမျှ ဖြည့်ရှင်နေရတယ်လို့လည်းဆိုပါရယ်။ဒါကြောင့်စစ်မှုထမ်းစင်ခေါ်ရေးအဖွဲ့အစင်စင်ရဲ့မှားယွင်းတဲ့လောက်ရွေတွေ့ရှိခဲ့ရင်အချိန်နဲ့တပြေးညီတင်ပြကြဖို့ဒုစစ်ခေါင်းဆောင်ကတတိပေးထားပါရယ်။စစ်ကောင်စီရဲ့ပြည်သူစစ်မှုထမ်းအစီအစဉ်တွေကြောင့်ဒေသအသီးသီးမှာစစ်မှုထမ်းကြီးလှကျင်ပေးဆောင်ရတာစစ်မှုထမ်းလူစားချို့ဖို့ငွေကြေးပေးဆောင်ရတာနဲ့စစ်မှုထမ်းဖို့ဖန်ဆီးပြီးနောက်ငွေကြေးနဲ့ပြန်လည်ရွေးယူရတာစတဲ့ဖြစ်ရတွေရှိနေတယ်လို့ကိုယ်တိုင်ကြုံတွေ့ရသူတွေနဲ့ စစ်မှုထမ်းမိသားစုဝင်တွေကပြောကြပါဗျ။စစ်ရှုံးကောင်စီအကြီးအကဲတွေကစစ်မှုထမ်းကိစ္စကြမ်းမဖို့တိုက်တွန်းပေမဲ့လက်တွေ့မှာခက်ခဲနိုင်တယ်လို့စစ်တပ်အရာရှိဟောင်းတို့ကအားဖေသတင်းဌာနကို ပြောထားပါဗျ။အရင်ကတည်းကခွဲတဲ့အမိကထွက်ထားပြီးတာတရင်တရင်ကိုဘလောက်ဆိုတာအခုဆိုပို့ဆိုးလာတာပေါ့သူကလူကြီးဆိုတော့ policy အရပဲပြောပေမဲ့အောက်ခြေမှာတော့လှုပ်ချင်တိုင်းလှုပ်နေကြတာပါပဲစစ်ရှုံးကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာပြဋ္ဌာန်းခဲ့ပြီးနောက်စစ်မှုထမ်းတင်နန်း17ကြိမ်အထိခေါ်ယူထားပါတယ်။လက်ရှိမှာအပတ်စဉ်8အထိတင်နန်းဆင်းထားပြီးရှေ့တန်းတပ်စခန်းတွေနဲ့စစ်မြေပြင်တွေစီဆဲလွတ်ခဲ့တယ်လို့စစ်မှုထမ်းတပ်သားတွေက ပြောပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပဲခူးတိုင်းကြောက်ကြီးမြို့နယ်မှာရှိတဲ့ကျေးရွာတွေကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာကြောင့်ပြည်သူ၂ဦးကျန်ရရပြီး နေအိမ်တွေပျက်စီးခဲ့ကြောင်း KNU ဗဟိုကသတင်းထုတ်ပြန်ထားပါတယ်။မတ်လ19ရက်နေ့ အကြမ်းဖက်ဆစ်ရှုံးကောင်စီတပ်ကကြောက်ကြီးမျိုးနဲ့နတ်တန်ခွင်းစခန်းမှာ120မမလှက်လက်ကြီးနှလုံးပြစ်ခတ်တိုက်ခိုက်ခဲ့ရာဖိုးတကျေးရွာနဲ့ချောင်းဝကျေးရွာထဲသို့ကြရောက်ပောက်ကွဲခဲ့ပြီးကျေးရွာနယ်ပြည်သူအသက်60နှစ်အရွယ်ဒေါ်လာလာကျွေးနဲ့အသက်30နှစ်အရွယ်မတ်ဆိုးဆိုးမာတို့ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ ဒါပြင်ပြည်သူပိုင်းနေအိမ်၄လုံးလည်းပျက်စီးခဲ့ကြောင်းသိရှိရပါတယ်။အလားတူမွန်ပြည်နယ်တိုက်သူမြို့နယ်မှာရှိတဲ့ကျေးရွာတွေကိုလည်းအကြမ်းဖက်စစ်ရှုံးကောင်စီတပ်ကလက်နက်ကြီး drone တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့်တော်မီလောင်ကျွမ်းခဲ့ရကြောင်းသိရှိရပါတယ်။မတ်လ25ရက်နေ့မနက်10:45မိနစ်အချိန်မှာ အမှတ်120နှစ်မှာအခြေချတာတဲ့စစ်တပ်ကကွာလီရေကန်ကုန်းမှနေပြီးတော့လက်လုတ်အသေးခံ drone တစ်စီးလွတ်တင်ခဲ့ပြီး ိုက်ခိုက်ခဲ့ရာဝင်းကလောကျေးရွာအုပ်စုမဲယုံကြီးရွာနဲ့ကတိုင်းကျုပ်ရွာအကြားကြောက်မဲဟောင်းနေရာကိုကြားရောက်ပောက်ကွဲခဲ့ပြီးတော်မီလောင်ကျွမ်းခဲ့ကြောင်းသိရှိရပါတယ်။ဒါပြင်မတ်လ16ရက်နေ့မွန်လွဲ့7:00မိနစ်အချိန်မှာအကျန်းဖတ်စစ်တပ်ရဲ့အမှတ်330အမြောက်တပ်ကစင်တွင်းရွာအနီးမှာရှိတဲ့ပြည်သူတွေရဲ့လုပ်ငန်းခွင်တွေကိုလက်နက်ကြီးတစ်လုံးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ စကိုင်းတိုင်းကလေးမြို့နယ်မှာရှိတဲ့ကြေးဝကြေးဝကိုလည်းအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းဒေသခံပြည်သူတွေကပြောဆိုပါတယ်။မတ်လ20ရက်နေ့ည7:30မိနစ်အချိန်မှာစော်ဝါရီရှင်ရွာကိုအကျန်းဖတ်ဆွေရှုံးကောင်စီတပ်သားတွေကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပြီးပြည်သူတွေထိခိုက်မှုရှိမရှိကိုစုံစမ်းနေစေဖြစ်ကြောင်းလည်းသိရှိရပါတယ်။ နောက်ဆုံးသတင်းတပုံအနေနဲ့သခိုင်းတိုင်းမိုးရွာအခြေဆိုင်အနောက်မြောက်တိုင်းစစ်ထနာကျုပ်ကနေကဏီမြို့ဘောလုံးကြီးကိုတက်အပြောင်းလဲလုပ်ဖို့လာတဲ့စစ်ရဟတ်ရင်ကိုမတ်လ19ရက်နေ့မှာဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။စစ်တပ်အရာရှိတွေတက်အပြောင်းလဲလုပ်ဖို့လာရောက်စင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးအရာရှိတွေကိုမတင်ဆောင်ရသေးပဲအရေးပေါ်ပြန်လဲထွက်ခွာခဲ့ရကြောင်းပောက်ကွဲမှုကြောင့်ထိခိုက်မှုရှိတယ်လို့အသေးစိတ်ကိုစုံစမ်းနေစေဖြစ်ကြောင်းဖော်ပြထားပါဗျ။ ချက်တွင်တည်ရင်တစ်ခုအရာ နမခတိုင်းမူဘဝဘလူမျိုးမင်းချွေចောင်းသားဘဝကကဏီမျိုးအထက်ကမှပညာသင်ယူ ခဲ့ပူရာကြောင့်တိုက်ခိုက်ခံရမှုကိုဒေါ်ပွားနေတယ်လို့တိုက်ခိုက်မှုကိုပြုလုပ်ခဲ့တဲ့ KLG PDF ကြောက်လုံးကြီးကအသိပေးထားပါတယ်ရှင်။ဒီကနေ့ရနေ့လည်းခင်တဲ့တွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။ပြည်သူများအားလုံးစိတ်ရောကိုယ်ပါကျန်းမာချမ်းသာပြီးဆရာနာရှင်စနစ်စိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ကြပါစေလို့ဆုမကောင်းကြောင်းလိုက်ရပါတယ်ရှင်။ နောက်ထပ်ထူးခြားတဲ့သတင်းတွေနဲ့ပြန်လည်တွေ့ဆုံပါမယ်ရှင်။